မင်္ဂလာပါဒီလိုတီးပင်စားပင်အစုံလင်နဲ့ပေါ့နော်ခြံဝင်းကြကြနဲ့ဒီလိုဘန်ဂလိုလှလှလေးတွေနဲ့ဒါကျွန်တော်မိတ်ဆွေတွေနေခြင်းနဲ့ဆိုရင်ဒီဘရီယိုလေးကိုအဆုံးထိကြည့်ပေးပါဒါမြင်းနေရတဲ့အိမ်လေးကိုရောင်းပါပေါ့နော်ဒါဒီအိမ်လေးကကျွန်တော်တို့ဒါခြံဝင်းကလည်းပေ60 120ကျယ်မယ်ဗျာဒီမှာလည်းကျွန်တော်ဒါဘန်ဂလိုလေးတွေပါမယ်ပဝင်းခြံကလည်းကျွန်တော်ဒါရှုခင်းရကြည့်ဦးအရမ်းမိုက်တယ်ဒါပြေးလို့ရင်တောင်တန်းရှုခင်းနေပေါ့နော် ဝင်းကျင်ကလည်းအိမ်ကြီးအိမ်ကောင်းတွေလည်းရှိတယ်။ခြံခွက်ကလည်းတော်တော်လေးကျယ်တဲ့အနေအထားလေးရှိတယ်။ဒါတီးပင်စားပင်အစုံလေးနဲ့ကျွန်တော်ဒါအိမ်လေးကိုရောင်းချပေးမယ်။ဒါဒီအိမ်လေးရဆိုရင်ကျွန်တော်ဒါ RC နှစ်ထပ်တိုက်ဖြစ်ပါတယ်။ RC နှစ်ထပ်တိုက်ပါ။ဒီမှာလည်းတီးပင်စားပင်အစုံလေးနဲ့ကျွန်တော်တို့ဒါလောလောဆယ်ကားတော့နှစ်စီးရက်လို့ရတယ်။ဒါမြင်းနေရတာကျွန်တော်ဒါကားကိုတောင်ပေါ့နော်။ဒါဒီဘက်မှာလည်းကားစီပိုလေးရောပါတယ်။ဒါဒီရှေ့မှာလည်းမြေပိုရှောင်းလန်းနေပါမယ်။အိမ်လေးက ဒီဘက်မှာလည်းမြေပိုတွေပါသေးတယ်ဗျ။အဲဒီဘက်မှာလည်းကျွန်တော်ဒါကား၃၄စီးလောက်တော့ AC ထိုးလို့ရတယ်။ဒီဘက်မှာလည်းကျွန်တော်ဒါသီးပင်စားပင်စိုက်ဖို့အတော့ပေါ့နော်။စိုက်ဖို့အမြေပိုတွေအများကြီးပါမယ်။ဒါအိမ်ကတော့ကျွန်တော်ဒါ 2RC ဖြစ်ပါတယ်။အပေါ်မှာလည်းကျွန်တော်ဒါကြောင်လင်းလေကားလေးနဲ့ပေါ့နော်။ဒါကတော့အိမ်ရှိမျက်နှာစာပေါ့နော်။ဒါနှင်းစီဖန်းနေနဲ့လှလှပပလေး landscape ပုံပေါ်ထားတယ်။ကျွန်တော်အိမ်နဲ့လိုက်ပြမယ်နော်။ ဒါအေကန်းလေးပါခင်ဗျာအေကန်းကလည်းတော်တော်လေးကျယ်တယ်ဗျဒါစတီကုံနေနဲ့လှလှပါပါကျွန်တော်ဒီမှာမျက်နှာချက်တွေလည်းတော်တော်လေးလာတယ်စီလင် height ကတော့ကျွန်တော်ဒါ17ပေ17ပေလောက်ရှိမယ်ခင်ဗျာဒါအောက်ထပ်မှာဆိုရင်ကျွန်တော်ဒါ living room အခန်းအကျယ်အပြင်ကျွန်တော်တို့ဒီမှာ master bedroom တစ်ခန်းရှိမယ်ဒါကတော့ master bedroom အဲနောက်ထပ်ကျွန်တော်ပြအောင်မယ်အဲဒီဘက်မှာ master နောက်ထပ် master bedroom အဲဒါလည်းမာစတာဘရွန်ဖြစ်တယ်ဒီမဲ့လိကဆောင်ကလည်းတော်တော်လေးကျဲပါတယ်ဗျဒါဒီအိမ်လေးကဆိုလာစနစ်တွေပါထည့်ထားပါဘောနော်ဆိုလာ၁၀ချက်ပေါ့ဒါဆိုလာစနစ်တွေလည်းပါတယ်အိမ်ကတော်တော်ကို ကြီးတယ်ဗျအခန်းပွင့်တွေကျဲတယ်ဒါဒီကောင်ကတော့ဒါကျွန်တော်တို့ဒါမိဖို့ကံပေါ့နော်ဒါမိဖို့ကံကျွန်တော်အပေါ်ထပ်လိုက်ပြမယ်နော် ရောက်တာ ਨੇ ကျွန်တော်တို့ဒါဒါမတ်ဆာဖရွန်ဒါဖရာခန်းဒီမဲ့ဖရာခန်းလည်းတော်တော်လေးတက်ပေတယ်ဗျာတော်တော်တက်ပေပါတယ်ဒါတော့မတ်ဆာဖရွန်လေးပါနောက်ထပ်ကျွန်တော်တို့ဒါဝရဏပေါ့နော်ရူတော့ဝရဏဝရဏလည်းကျယ်ကြီးဗျအဲမူကျိုးလေးတွေလည်းတတ်ထားတယ်ကျွန်တော်တို့ဒါရေတန့် စနစ်တွေပါထည့်ထားတယ်ဒါကတော့ဆိုလာတွေပေါ့နော်အဲဆိုလာတွေအများကြီးပဲတတ်ထားတယ်တောင်တန်းရှူခင်းနေရလဲတော်တော်ကိုလှပါတယ်ဗျဒါဒီအိမ်လေးပေါ်နေမြင်တွေ့နေရတဲ့ဒါမြင်ကွင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ဒါဒီအိမ်လေးရာဆိုရင်ကျွန်တော်တို့ဒါပြည်ဦးလင်မျိုးဒါအနီးစခန်းမရောက်ခင်ပေါ့နော်အနီးစခန်းမရောက်ခင်ကျွန်တော်တို့ဒါစီးကားရွာလေးဖြစ်ပါတယ်ကျွန်တော်ဒါမန်လေးလာရှုလမ်းမကြီးကနေဆိုရင်ဒါကျွန်တော်တို့9မိနစ်လောက်ဝင်လာရမယ်ရွာလေးဖြစ်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါ P60 120ပေါ်မှာတိဆောက်ထားပြီးတော့ဒါမဆာဘရွန်3ခန်း living room ဖျားခန်း dining and kitchen room အားလုံးပြည့်ပြည့်စုံစုံနဲ့ဖွဲ့စည်းထားတဲ့အိမ်လေးတစ်လုံးလေးဖြစ်တယ်ကျွန်တော်ဒါ solar စနစ်တွေလည်းပါတယ် pressure pump နဲ့ရေဘူးရေအေးစနစ်အားလုံးအကုန်ထည့်သွင်းတိဆောက်ထားတဲ့အိမ်လေးလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဒီအိမ်လေးကိုကျွန်တော်ဒါရောင်းချပေးမဲ့ဈေးနှုန်းကလည်း7,900ကိုကျွန်တော်ဒါညှိနှိုင်းရောင်းချပေးမှဖြစ်လို့ ယခုလိုမျိုးဒါရေမီးအပြည့်စုံနဲ့လက်တင်ခြံကျဲကျဲနဲ့အသီးပင်စားပင်အစုံလင်နဲ့နေထိုင်ခြင်းနဲ့ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကတော့ဒါရွေးချယ်ရမယ့်အိမ်လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 986 986 48ကိုဆက်သွင်းနိုင်လို့39 9509 2920ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်